အရခတ်တတော်စစ်ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်58နှစ်မြောက်မွေးနေ့ကိုပြည်တွင်းပြည်ပရောက်ရခိုင်လူငယ်တွေကစုတောင်းစကားပြောဆိုနေကြပါတယ်။ မနေ့ပြန်မှာကြာရောက်မဲ့2025ခုနှစ်နိုဝင်ဘာလ9ရက်နေ့ဟာဆိုရင်ရခိုင်အမျိုးသားအဖွဲ့ချုပ် ULAAA ရဲ့စစ်ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့58နှစ်မြောက်မွေးနေ့ဖြစ်ပါတယ်။ဒီမွေးနေ့အထိမ်းအမှတ်အဖြစ်ရှေ့တန်းစစ်မြေပြင်တွေကနေပြည်ရင်းပြည်ပကပြည်သူတွေစီကစုတောင်းစကားတန်းတွေပြောဆိုနေကြပါတယ်။ စေတနာအာရခပြည်သူအကျိုးပြုစည်းကမ်းကမတ်မျိုးခင်ထေးကဘိုးချုပ်အားအာရခပြည်သူတရက်လုံးအတွက်အလင်းတန်းကိုဆွမ်းဆောင်နိုင်တဲ့နေမင်းကြီးဆိုပြီးတင်စားခဲ့ပြီးအနာဂတ်ရည်မှန်းချက်များအောင်မြင်ပါစေကြောင်းဆုတောင်းခဲ့ပါတယ် Happy birthday ပါဘူးကျောင်းအဖအပရိရဲ့အတွက်အားရခပြည်သူတရက်လုံးအတွက်အလုံးတိုင်းကိုဆွမ်းဆောင်နိုင်ပါတယ်နေမုံကြီးဖိုက်ပါတယ်ဘူးကျောင်း ဒီနေ့နဝမလာခနိုင်တဲ့နေ့မှာကြာတော့တဲ့လစ်စီခနိုင်တဲ့မွေးနေ့မှာကျမ်းမာပါစီတက်ကြော်တာကြော်ရပါစီဝှရှော့တမဲထားတဲ့ရှာမဲထားတဲ့လမ်းစဉ်ဒီရီထားတဲ့အလားဒီအလုံးအောင်မောင်ပြိမာပါစီလို့ဆုတောင်းမိုက်တာပို့သားပါတယ်ဝှရှော့အကြံရောတမျိုးသားလောအတွက်ခိုင်မာတဲ့အမျိုးသားတွေလမ်းစဉ်နဲ့ရှောင်းလိုက်နေတဲ့ဝှရှော့ ကျဲမှာပါစီသူတပတ်လည်းအောင်မှာနှစ်ပေါ်များသောရန်ခွန်ပြနေခဲ့တဲ့အရက်ခပြည်သူလူထုတွေကိုမိထွေမုံတွေနဲ့အတူခလုံးခေါင်းတွေနဲ့အတူအမန်ဆုံးအကောင့်အထင်ခွန်နိုင်ပါစီလို့ဆုတောင်းမိတာပို့တတ်ပါတယ်ဘူရှောဂျပန်နိုင်ငံကိုရောက်နေတဲ့ကိုတန်းရွှေမောင်ကလည်းရခိတလန်းစင်ကိုအလေးပေးဆုတောင်းခဲ့ပြီးခေတ်ပညာတွေနဲ့အသိပညာအသက်ပညာရှင်တွေကိုထုဆစ်မွေးထုတ်နိုင်တဲ့ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ပါစေလို့မျှော်လင့်ချက်နဲ့ဆုတောင်းစကားပြောဆိုထားပါတယ်။ ကရဝပါဤနီအရခတမျိုးသားလုံးရိအခိုထိုက်ပါတော့အရကအာမင်ခိုအရခတတောကတမ်မှုရှုပ်ယွဲလီပါတီအဖွေးရှုပ်အခုထထောမျက်နိုင်40ခန်းနိုင်မွင်းနှင်းမအရခတမျိုးသားလုံးဤမဲ့ရဂီတာလန်းဆိုင်အရလွက်လက်တော့တရာမြတ်သားတို့တုတ်တဲ့အောင်မန်တို့ခိုက်ပညာတန်တိနာအသိပညာအတတ်ပညာရှင်တိကိုသူစုံမွေးထောင်းနိုင်တော့ခေါင်းဆောင်တို့ခေါင်းဆောင်ကောင်းတယောက် ဖိတ်ပါစေလို့ကျွန်တော်ရန်တွင်းကစူတောင်းစကားနဲ့ဝင်းနေလက်ဆောင်ပေးအပ်ပါရယ်တမ်းမှုလျှောက်အကျမ်းမှပါစေဘိုးချုပ်ထွန်မြတ်နိုင်58နှစ်ပြည့်မွေးနေ့ကိုပြည်ရင်းပြည်ပရောက်ရှိနေတဲ့ရခိုင်တမျိုးသားလုံးကိုစားစွတ်တောင်းစကားတန်တွေကတချို့ကိုဖော်ပြပေးခဲ့တာဖြစ်ပါတယ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဟာ1998ခုနှစ်နိုဝင်ဘာလ9ရက်နေ့မှာအဖဥရွှေမြအောင်အမိတော်မြတန်းတို့ကရခိုင်ပြည်စစ်တွေမျိုးဘောင်းတွတ်သားစုရက်ကွက်မှာ မွေးဖွားခဲ့သူဖြစ်ပါတယ်။ဗိုလ်ချုပ်ထွန်းမြတ်နိုင်က2009ခုနှစ်ဧပြီ10ရက်နေ့မှာရဲဘော်26ရောင်နဲ့အာရခတပ်တော် ULAAA ကိုကချင်ပြည်နယ်မှာစတင်တည်ထောင်ခဲ့သူဖြစ်ပါတယ်။ လက်ရှိအချိန်မှာဗိုလ်ချုပ်ထွန်းမြတ်နိုင်ဦးဆောင်တဲ့အာရခတက်တော်ဟာရခိုင်ပြည်ကမြို့နယ်၁၄ခုနဲ့ချင်းပြည်နယ်ပလောဝမြို့ကိုလည်းတိမ့်ပိုက်ထိန်းချုပ်ထားနိုင်ပြီလဲဖြစ်ပါတယ်။